ရန်ကုန်မြို့မှာတပိတ်စစ်ကြောင်းထိတက်ခဲ့တဲ့အတွက်ပုံမှန်၄ခုနဲ့တရားစွဲဆိုခံထားရတဲ့မမာနိုင်ငံလုံးဆိုင်ရာចောင်းသားတမကများအဖွဲ့ချုပ်ကကိုနန္ဒာစစ်အောင်ចောင်းသူမတ်ပူပူနဲ့ဝန်းရံသူတဦးတို့ကိုဇူလိုင်လ9ရက်နေ့ကကမာရုံမြို့နယ်တရားရုံးမှာယုံထုတ်ခဲ့ပြီးတရားလိုရဲမှုစော်ဝင်းကိုစစ်ဆေးခဲ့ပါတယ်တရားလိုရဲမှုကိုစစ်ဆေးရမှာဆွဆွဲခံထားရသူတွေရဲ့ရှေ့နေဖြစ်သူဦးထေးကမက်လာဆယ်ရည်နေကဆန္ဒပြရမှာလုံခြုံရေးတာဝန်ကိုတိုင်းရက်တစ်ဖွဲ့ကဆောင်ရွက်ခဲ့တာလားလို့မေးမြန်းခဲ့ရာ ရဲမှုက၎င်းတို့ကမာယုမြို့နယ်ရဲတပ်ဖွဲ့ကပဲမြို့နယ်အေဂျင့်တာယာရဲနဲ့တည်ငြိမ်ရေးအတွက်ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ထွက်ဆိုခဲ့ပါတယ်။ဆက်လက်ပြီးရှေ့နေဦးသေးကမတ်လ၁၀ရက်နေ့ကလုံခြုံရေးကိစ္စကိုကမာယုရဲတပ်ဖွဲ့ကဆောင်ရွက်ခဲ့တယ်ဆိုရင်အဲဒီနေ့ကကိစ္စတွေအတွက်အဓိကတာဝန်ရှိသူမှာတရလိုရဲမှုဆိုရင် လက်ခံပါသလားလို့မေးမြန်းခဲ့ရာရဲမှုကမဟုတ်ကြောင်းဘသူစိတ်ခိုင်းတယ်လို့မေးရာမသိကြောင်းပြန်လည်ထွက်ဆိုခဲ့ပါတယ်။ ဒါအပြင်မက်ချ်လာ၁၇ရက်ထုတ်သတင်းလီ11သတင်းစာမျက်နှာဖုံးမှာဖော်ပြခဲ့တဲ့ဆန္ဒပြကြောင်းသားတအူကိုရဲတပ်ဖွဲ့ဝင်၃ယောက်ကရိုက်နှက်ခဲ့တာနဲ့ပတ်သက်ပြီးသိပါသလားမင်းမြန်ရရဲမှုက ရိုက်နှက်ခဲ့တာမဟုတ်ပဲဆန္ဒပြကြောင်းသားကအနှက်ရောင်တုံးတဲ့ရဲတပ်ဖွဲ့ကိုရိုက်ဖို့ရွယ်တဲ့အတွက်အခြေအနေကိုထိမ့်သိမ်းရခြင်းသာဖြစ်တယ်လို့ထွက်ဆိုခဲ့ပါတယ်။အဲ့ဒီအမှုကိုလာမယ့်ဇူလိုင်လ23ရက်နေ့ကိုထပ်မံရုံးချင်းချင်းဆိုခဲ့ပြီးတရလိုရဲမှုဇော်ဝင်ကိုပဲဆက်လက်စစ်ဆေးသွားမယ်လို့သိရပါတယ်။ ဖြစ်စဉ်မှာမတ်လ10ရက်နေ့ကလဲရန်အနီးကနေစိုက်ပျိုးရေးမှတ်တမ်းအထိចောင်းသားတပိတ်စစ်ကြောင်းခြစ်တက်ခဲ့တာကြောင့်ကမာရွတ်မြို့မှာရဲစခန်းစခန်းမှုကတရလိုပြုလုပ်က ပုံမှန်143ပုံမှန်145ပုံမှန်149နိုင်ငံတော်အကြီးအကျယ်ပြည့်စုံမှုပုံမှန်905ခါခွေးတို့နဲ့တရားစွဲဆိုခဲ့ပါတယ်။ အဲ့ဒီចောင်းသားတပိတ်စစ်ចောင်းဟာလဘရန်မျိုးကနေရန်ကုန်မြို့ကိုခြိတက်ပေပင်မចောင်းသားတပိတ်စစ်ចောင်းကိုရဲတပ်ဖွဲ့ကပိတ်ဆို့ထားတာကြောင့်အဖွဲ့ခွဲကရန်ကုန်မှာခြိတက်ခဲ့မှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။